ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းကြီးတရင်တွေကိုနားဆင်ကြရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါရွှေဘုံမှာရန်သူစစ်အုပ်စုတပ်သား9ဦးကိုတုတ်တင်ပြီး၄ဦးကိုဒဏ်ရာရစေခဲ့တဲ့တရင်ဟာမှတ်တမ်းဖိုင်နဲ့တကွဒီနေ့ထွက်ရှိထားပါတယ်စကိုင်းတိုင်းရွှေဘုံမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတပ်နဲ့လက်အောက်ခံတွေကိုအော်တိုဘားလာ၂ရက်နေ့မနေ့၃နိုင်ခွဲချိန်ခတ်မှာတော်လိုင်းကြီးတပ်တွေကအခုခံတိုက်ခိုက်တာဖြစ်တယ်လို့သိရပါတယ် ရန်သူတပ်တွေဟာတပ်မ33လက်အောက်ခံစစ်ခတ်တပ်ရှိကနေစတင်ထွက်ခွာလာပြီးအင်အား60ခန့်ပါတယ်လို့သိရပါတယ်။ရွှေဘုံမြို့တောင်ဘက်မြို့ Good Brother ရုံမှတဆင့်တက္ကနန်းကြီးရွာကိုဝင်ရောက်လာရာ6နာရီမိနစ်30အချိန်မှာပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။တိုက်ပွဲကြာချိန်က6နာရီခန့်ကြာခဲ့ပြီးရန်သူစစ်တပ်ဘက်ကနေတက်ကြကြီးစံထွေးအပါဝင်9ဦးသေဆုံးက10ဦးဒဏ်ရာရခဲ့တဲ့အပြင်တက်ကြအဆင့်2ဦးနဲ့ပြည်သူစစ်3ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပါတယ်လက်နက်များလည်းရရှိနိုင်ခဲ့ပြီး60မမကွန်မန်ဒိုပြောင်းတက်လက် ME3 တက်လက် ME1 တက်လက်60မမအဖူတစ်ဖူ RPG 7အဖူနှစ်ဖူကြောလွယ်ဂျမ်ဘာတစ်ခု 5.56G တရာတောက်တို့ဖြစ်ကြပါတယ်မနက်ခင်းကတမနက်ခင်းလုံးဖြစ်နေတာနေခင်းပိုင်းကျတော့ပျောက်ကြားသူကပြစ်လိုက်ကိုကပြစ်လိုက်နဲ့ညနေကျတော့ရန်သူတွေပြန်ဆုတ်သွားတယ်ရှင်းလေးရင်ဝင်တဲ့အချိန်မှာတော့တုတ်ပန်းတွေမိတာပါ ရဲဘော်တယောက်ဆိုစက္ကစသေးတဲ့အလောင်းကိုတက်ယူတာလက်နဲ့ကြီးကောင်းထိပ်ပြီးဆုံးတာဖြစ်တယ်လို့ရွှေဘုံမြို့နယ်ပကပတာဝန်ရှိသူတူကပြောဆိုပါဗျ။အဲ့ဒီနောက်မှာတော့တက္ကနန်းကြီးရွာတွင်ကိုရောက်ရှိနေတဲ့အကျန်းဖက်စစ်ကြောင်းဟာနေ့လယ်ပိုင်းမှာရွှေဘုံတောင်ဘက်မုတ်ပေါက်ကိုပြန်လည်ဆုတ်ခွာသွားကြပါဗျ။တိုက်ပွဲတွင်ကိုရန်သူစစ်အုပ်စုတက်ကလက်နက်ကြီးအင်အားစုတွေဟာရွှေဘုံကညာနာယုံနဲ့ရွှေဘုံတတ်ထပနှစ်ကနေအဝင်စားလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ပါသေးတယ်။အဲ့ဒီလက်နက်ကြီးတွေဟာ ရွှေဘုံမြို့ကာကြီးဝင်းအနီးအောင်မြေဖုန်ကြီးကျောင်းတွင်ကိုကြာရောက်ပောက်ကွဲခဲ့လို့အောင်မြေဖုန်ကြီးကျောင်းမှာကိုရင်လေးလေးပါပြန်လွန်တော်မူခဲ့ပြီးကိုရင်ရှစ်ပါတန်ရာရသွားပါတယ်မိမိတို့ဘက်ကတော့ပြည်သူ့ကာကွယ်တပ်ပူးပေါင်းဖွဲ့ကရဲဘော်နှုတ်ကြာဆုံးသွားခဲ့ရပြီး၃ဦးထိကိုက်တန်ရာရရှိကြောင်းသိရပါတယ်ခင်ဗျာမန္တလေးမြို့ရွာလမ်းပေါ်မှာအရမငွေကောက်နေတဲ့အာနာသိန်းစစ်အုပ်စုတပ်သားတွေလည်းမိုင်းဆွဲတိုက်ခိုက်ရပြီး၃ဦးသေက၁၁ဦးတန်ရာရခဲ့ပါတယ် အော်တိုဘားလ၄ရက်နေ့ညနေ9:35မိနစ်အချိန်ကဖြစ်ခဲ့ပါတယ်။ရန်သူအင်အား40ခန့်ကိုအဝေးထိန်းမိုင်းတွေနဲ့တိုက်ခတ်ခဲ့တာဖြစ်ပြီးတည်တင်းကိုအသိပေးထုတ်ပြန်ထားတာကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုက်ရင်လေးတပ်ခွဲနှစ်မှာတပ်ခွဲမှု Wi-Fi ဖြစ်ပါတယ်။မိုင်းဆွဲတဲ့အဝေးထိန်းမိုင်းကတော့စုစုပေါင်း12လုံးနဲ့3ပွိုင့်ပါ။တိုက်ခိုက်မှုမှာရန်သူဘက်က3ဦးနေရာမှာပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းတိုက်ခိုက်မှုပြီးစစ်တပ်ဘက်မှစစ်ကူအင်အား30ခန့်ရောက်လာလို့ထပ်မံမိုင်းဆွဲခဲ့ကြောင်း ုတိယအကြိမ်မိုင်းဆွဲမှုမှာစစ်ကောင်စီဘက်ကတပ်သား၁၂ဦးခန့်ထိခိုက်သွားကြောင်းတော်လိုင်းရဲဘော်များအနေနဲ့အထိခိုက်မရှိပြန်လည်ဆွတ်ခွာနိုင်ခဲ့ကြောင်းအသိပေးပြောဆိုထားပါတယ်စစ်ကွေး၃ဦးကနေရာမှာတင်ပွဲချင်းပြီးသေးတယ်စစ်ခ၁၂ဦးကထိခိုက်ဒဏ်ရာရတယ်စစ်ကွေးအင်အားကတော့၄၀လောက်ရှိမယ်မိုင်းဆွဲတဲ့အဝေးထိပ်မိုင်းကတော့စုစုပေါင်း၁၂လုံးနဲ့၃ပိုက်ပါမုံရွာမြို့ထွက်မုံရွာမုတ်ပေါက်နားမှာထိုင်ချတဲ့ကိတ်ကနေပြီးတောင်ဘက်ကိုထွက်လာတယ်အဲ့ဒီကိတ်ကနေပြီးတော့တောင်ဘက်ကိုလမ်းလုံကြုံရေးယူပြီး ပြည်သူတွေစီကနေဆက်ကြီးကောက်နေတာပါလို့တော်လိုင်းဟိဘက်ကဆိုပါတယ်ဒီတိုက်ပွဲကတော့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးအထုကွန်မန်ဒိုတပ်ဖွဲ့မုံရွာသပွိုင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနဲ့ငားမြင့်ဆောင်ကွန်မန်ဒိုဖို့စ်မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲလေးငားမြင့်ဆောင် teacher force မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း28တပ်ခွဲ3တမှုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လေး TSG တပ်ရင်း Children Fighter Group တို့ကပူးပေါင်းအောင်မြင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့လဲစစ်အုပ်စုရင်တန်းတွေနဲ့ကတ်မလိုက်ဖို့ကိုတတိပေးထားပါသေးတယ်ခင်ဗျာအော်တိုဘလာ9ရက်နေ့မနေ့ပိုင်းအစောပိုင်းတနင်္လာ30မိနစ်ခန့်ချိန်ကလောလောလတ်လတ်တိုက်ပွဲတစ်ခုကတော့ရွှေဘုံမြို့နယ်ဇီးကုံလေးပြူစောတိရွာရှိစစ်တပ်ကင်းစခန်းတစ်ခုကိုပျော်လိုင်းတပ်တွေဝင်တိုက်ခဲ့ကြတာပါရန်သူနှစ်ဦးတေဝါပြီးလက်နက်3လက်နဲ့ခဲယမ်းများလဲတင်စီရရှိပြီးရန်သူစခန်းကိုလည်းမိရှို့နိုင်ခဲ့ကြပါတယ်မသိဆုံးခဲ့တဲ့ရန်သူတွေလည်းထွက်ပြေးသွားနိုင်ခဲ့ကြကြောင်းသိရပါတယ် ရွှေဘုံမြို့အနောက်ချမ်းမှာရှိတယ်မြို့နဲ့တိတ်မဝေးဘူးပြူစောတိအားကောင်းတယ်လို့စစ်တပ်ကတတ်ဆွဲထားတာကြားပါပြီလို့အဲ့ဒီဇီးကုန်းလေးယူဟာတိုက်ပွဲကြောင်ကိုရွှေဘုံဒေသခံတူကပြောပြပါတယ်ရရှိလိုက်တဲ့လက်နက်တွေကတော့ကာပိုင်တနက်နှစ်လက်ကုလုံးတက်လက်7.62 G 129တော့ကာပိုင် G 38တော့ကုလုံး G 30တော့လက်ပစ်ဘုံနှလုံး G အိမ်၃ခုနဲ့ဖုံးတလုံးတို့ဖြစ်ကြပါတယ် တိုက်ပွဲတွင်ကိုရန်သူဘက်ကမြိုက်ကြီးရွာဖုန်ကြီးကျောင်းမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်သားတွေနဲ့ပြူစောထူးတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ကူပေးခဲ့ကြပါသေးတယ်။မိမိတို့တော်လိုင်းရေးဘက်မှစစ်ကူဖြတ်တောက်ရေးတာဝန်ယူထားတဲ့ရဲဘော်တွေက60မမဘုံသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ကပြန်လည်ဆွတ်ခွာခဲ့ကြပါတယ်။ရှီဘုံမြို့နယ်ပကပတိုက်ခိုက်ရေးဖွဲ့ PTO မှဦးဆောင်ပြီးတိုက်နယ်1235ပကပတိုက်ခိုက်ရေးဖွဲ့များပူးပေါင်းပျောက်ကြားစနစ်တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ တော်လိုင်းရဲဘော်2ကတော့ဒီတိုက်ပွဲမှာအသက်ပေးလူသွားခဲ့ရကြောင်းသိရပါပါတယ်ခင်ဗျာအခုတခါမြင်နေရတာကတော့စက်တင်ဘာလ9ရက်နေ့ညနေ9:00ကျော်ခန့်ကတောင်တာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားပြတိုက်ခိုက်မှုမှာရန်သူအရာရှိတဦးအပါဝင်15ဦးကိုတုတ်တင်နိုင်ခဲ့တယ်လို့အဲ့ဒီတိုက်ပွဲနောက်ပိုင်းနောက်ဆက်တွဲတိုက်ပွဲတစ်ခုမှာတော့မိမိတို့ဘက်မှလည်းရဲဘော်ချစ်ကိုနဲ့ရဲဘော်ဝက်ကြီးကြာဆုံးခဲ့ရတာကိုတော်လိုင်းတပ်ဖွဲ့တွေကအခမ်းအနားနဲ့တူမိဘများကိုအလေးကာရဝပြုနေကြတာဖြစ်ပါတယ် တောင်တာပြပတ် defense force ကထုတ်ပြန်တဲ့မှတ်တမ်းဖိုင်တွေဖြစ်ပါတယ်တပ်ပွဲဖြစ်ခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကစစ်သားရဲပျူစော်တီ300ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကရုံးစီကြီးနဲ့ပန်းအံရွာကြားကြီးစင်ချီယာဖျားနီမှာကြားဖြတ်တိုက်ခိုက်ပါတယ်ထိခိုက်ကြဆုံးမှုများနဲ့တူရန်သူတွေဟာမလိုင်ဘက်ကိုပြန်ဆုတ်သွားကြပါတယ်အဲ့ဒီနောက်စက်တင်ဘာလ10ရက်နေ့မနေ့ပိုင်းမှာတော့အကြမ်းဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာလို့တိုက်ပွဲထပ်မံဖြစ်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲမှာတော့တော်လိုင်းရဲဘော်တို့အခုလိုကြဆုံးသွားရတာဖြစ်ပါတယ် အဆိုပါရန်သူစစ်ကြောင်းဟာတောင်တာမြို့နယ်ရုံစီကြီးရွာမှာတက်ဆွဲပြီးကြီးရွာနေအသက်16နှစ်မှ56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်ကျင့်ခဲ့ပြီးအသက်45နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပါသေးတယ်။ PDF တောင်တာကအခုလိုရဲဘော်နူအသက်ပေးခဲ့ရပြီးနောက်အခုလိုရေးသားထားတာကိုလည်းတွေ့ရပါတယ်။တယောက်ကြရင်10ယောက်တက်ကွာဆိုတဲ့ရန်သူကိုရင်ဆိုင်ရပေမဲ့စစ်ခွေးတရာနဲ့ငါတို့ရဲဘော်တယောက်မလဲနိုင်ဘူး။ အသက်တွေရင်ပြီးတိုက်နေကြရချင်းတူပေမဲ့အသက်တွေကိုတံပိုးထမှုချင်းကမတူဘူးဒါဟာရန်သူနဲ့ငါတို့ကြားကခြားနှက်ချက်ပဲမလားလက်သေးဆက်ရင်လက်ထိတ်နာရစမြဲပဲတဲ့ကျဲလေးတွေရဲရင်စွာကြွေသွားတိုင်းငါတို့ရင်လည်းအခါခါကွဲရစမြဲပဲစိတ်ချစွာအနားယူပါရဲဘော်တို့မပြီးဆုံးသေးတဲ့တာဝန်တွေကိုငါတို့ဆက်ထမ်းနေတယ်ငါတို့ပိုကျိုးစားနေတယ်အဆုံးထိငါတို့တွေရဲရင်နေမယ်ဆိုတာဂတိပြုပါတယ်နောက်နာကမှာငါတို့တွေမင်းတို့အကြောင်းကိုဂုံယူဝင့်ကြွားစွာနဲ့ပြောနေအောင်ပါ တနေ့တော့ငါတို့တွေပြန်ဆုံမှာပါလို့တောင်တာပတ်ခပတက်ဖွဲ့ကအမှတ်တရဝန်ထဲစကားတွေရေးသားပြောဆိုခဲ့တာကိုလည်းတွေ့ရပါတယ်ခင်ဗျာကရင်ပြည်နယ်မြောက်ပြည်ကော့ကရိတ်ဖပွန်စတဲ့စစ်ရေးတွေမှာတော့စစ်အုပ်စုတပ်တွေဟာ BGF နဲ့ DKBA ဗိုလ်ပြီးအဖွဲ့အကူအညီအားကိုယူပြီးထိုးစစ်တွေကိုပို့ပြီးအားကောင်းဖို့ကြိုးစားနေကြပါတယ်စစ်အုပ်စုရဲ့ထိုးစစ်ကိုကူညီနေမှုမှာ BGF နဲ့ DKBA တို့ပူးပေါင်းပါဝင်မှုကိုတော့ KNU တပ်မဟာငါပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မှူးကြီးစောကလေတို့က အသိပေးပြောဆိုထားတာဖြစ်ပါတယ်။သူကဖာပုံဘက်ကအခြေအနေကိုပြောပြရမှာသူတို့အုပ်စုဟာကမမောင်းမှာတက်စုဖွဲ့ပြီးတော့မှဝါဒူးရွာထိကိုခြိတက်ပြီးတော့မှအထိုင်ချပြီးနေတာပါ။ဝါဒူးကနေအထက်ကိုတက်တာပေါ့။ပြီးခဲ့တဲ့အပတ်မှာတစ်ခေါက်လာတက်လာသေးတယ်။တိုက်ပွဲဖြစ်ပြီးသူတို့နောက်ပြန်ဆုတ်သွားတယ်ဟု၍ပြောပြပါတယ်။လက်ရှိချိန်ထိတော့ရန်သူတွေဟာကတိုင်တိကြေးရွာမှာရှိနေစေဖြစ်ပြီး BGF နဲ့ DGB နှစ်ဖွဲ့အကူအညီကိုယူကာကမမောင်းကတိုင်တိလမ်းကြောင်းကိုထိုးဖောက်ဖို့စူးစမ်းနေကြခြင်းဖြစ်ပါတယ်။ အဆိုပါဖပုန်နေမြန်မာတက်မဟာ9နဲ့ပူပေါင်း PDF တွေဟာ2024ဇွန်လ3ပိုင်းကတိမ့်ပိုင်နိုင်ခဲ့ဘူးပင်မဲ့ခလာရ340ခမာရ341တကိုမသိမ့်နိုင်ခဲ့ကြပါဘူးအဲ့ဒီနောက်မှာတော့စေအုပ်စုတွေကအခုလိုပဲ BGF DKB အကူအညီနဲ့ပြန်လည်စစ်ကြောင်းထိုးဖို့ကြိုးစားနေကြတာဖြစ်ပါတယ်လေကေကော်မှာလည်းစေအုပ်စုနဲ့လက်အောက်ခံ BGF တပ်တွေရှစ်တိုးဖို့ကြိုးစားနေရဆဲဖြစ်ကြောင်းသိရပါတယ်ရေကန်ကုန်းစခန်းကိုရပြီးနောက်ဆွေတော်ကုန်းကိုထပ်ပြီးထိန်းချုပ်ဖို့ဥတီကြိုးစားနေကြခြင်းဖြစ်ပါတယ် ူတို့ကဆွဲတော်ကုန်းကိုတက်တက်မတက်လာဘူးလေးကီကောအပေါ်ကတောင်ကျောကနေစစ်ကြောင်းထိုးလာတာအရင်ကုလူတွေနေခဲ့တဲ့စကန်ဟောင်းဘက်ကပဲမြေပြင်မှာကတော့ခန်းစစ်ပဲပြင်ပြီးခုခံနေကြတယ်အတိတ်ကတော့အင်အားမမျှတာပဲလို့တော်လိုင်းဟိဘက်ကထုတ်ပြောပါတယ်ကျိုင်းဆက်ကြီးဘက်မှာတော့တော်လိုင်းတပ်တွေဟာကာလကြာရွှေဝမ်းရံပိတ်ဆို့ထားတဲ့အနန်းကွင်းပြူဟာကိုတင်းယူနိုင်ခဲ့ခြင်းမရှိသေးပါဘူးရန်သူစစ်အုပ်စုတွေကသာအင်အားပြန်ဖြည့်တင်းလာနိုင်ပြီးနောက်အခုတော့ ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုကိုရန်သူတွေဥတီစစ်ဆင်လာနေကြောင်းသိရပါတယ်။အရမယူကောက်ပွဲကျင်းပဖို့ပြင်နေတဲ့စစ်အုပ်စုဟာရှစ်သမျှအင်အားပေါင်းစုံတုံးပြီးကရင်ပြည်နယ်စစ်ရေးနယ်မြေတွေကိုထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်။ KNL ဖီရီယပူပေါင်းတပ်တွေကတော့အာတင်းပြီးခုခံနေကြတဲ့အခြေအနေပါ။ဒေသခံကရင်လက်နက်ကိုင်တပ်ဖွဲ့ကြီးတစ်ခုဟာစစ်အုပ်စုရဲ့ယူကောက်ပွဲကိုထောက်ခံမယ်လို့ပြောဆိုမှုနဲ့တူအခုလိုဘက်ပြောင်းပူပေါင်းနေမှုအပေါ်မှာတော်လံပြည်သူတွေကတော့စိတ်ပြက်လက်ပြက်အကြီးကျယ်ဖြစ်နေချိန်လဲဖြစ်ပါတယ်ခင်ဗျာ။ အော်တိုဘလာ၂ရက်နေ့ညနေ၄နာရီချိန်ကတော့တရက်မင်းလှလမ်းပိုင်းတဟပ်ပင်ရေနံမော်နီကပ္ပစာနှင့်မလုံမစစ်အင်အားတရားဝန်းကျင်ပါတဲ့စစ်ကားလေးစီကိုတော်လိုက်တက်တွေဝိုင်းဝန်းပစ်ခတ်ခဲ့ပါတယ်။ရန်သူ၆ဦးသေပြီး၃ဦးဒဏ်ရာရသွားပါတယ်။ဗမာပြည်ကာကွယ်ရေးတပ် USPA မှပြန်ကြားရေးတာဝန်ခံကိုတာချိုးကအသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ကပ္ပစာနှင့်မလုံမအင်အားတရားဝန်းကျင်ပါစစ်စိမ်းရောင်စစ်ဖောကားလေးစီကအထက်မင်းလှမြို့နယ်လင်းကယ်ရေစခန်းအနီးတစ်ဝိုက်ကို ၃ည8ရက်စစ်ကြောင်းထုတ်ပြီးအပြန်မှာကျွန်တော်တို့တိုက်ခိုက်တာပါစစ်ရင်တန်းကတိုက်ခိုက်ခံရတဲ့နေရာမှာရပ်တန့်ခြင်းမရှိဘဲတဟပ်ပင်ရင်းနှံမှော်ရောက်မှပြန်ရပ်ပြီးလက်နက်ကြီးအချက်ပေါင်းများစွာနဲ့ကောင်တာပြန်ပစ်ပါတယ်အပြန်လမ်းတစ်လျှောက်မဲမဲမြင်ရာရန်တန့်ပစ်ခတ်ပြီးအချိန်မြင့်မောင်းပြေးသွားတယ်တေဆုံးသူတွေကိုကပ္ပဆာနှစ်တဲကိုတယ်ဆောင်သွားပြီးတိုက်ခိုက်ဒဏ်ရာရသူတွေကိုလည်းကပ္ပဆာနှစ်ထဲမှာပဲချိန်ပြီးကုပါတယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USB မှပြောပါတယ်ဝိုင်းဝန်းပစ်ခတ်နေစဉ်တွင်မှအရက်သားကုန်ကားတစ်စီးမောင်းဝင်လာတာကို တော်လိုင်းဘက်ကရှောင်ကွင်းပစ်ခဲ့ကြလို့ရန်သူတိစုံမှုနည်းသွားတာလို့လဲဆိုထားပါတယ်တပ်ပွဲဖြစ်ခဲ့ပြီးနောက်လေးချောင်းရန်ကိုသတိထားကာကွယ်နေထိုင်ကြဖို့ကိုလည်း USPA ကပြည်သူတွေကိုနှိုးဆော်သတိပေးလျက်ရှိပါတယ်ခင်ဗျာတင်းနေတဲ့အတိုင်းလောင်းလုံးမြို့ပေါ်မှာစစ်အုပ်စုတပ်စခန်းတွေကိုတော်လိုင်းတပ်တွေဝင်ရောက်တိုက်ခတ်ခဲ့တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်နီးပြူဟာ33ကထုတ်ပြန်ထားတဲ့တိုက်ပွဲမှတ်တမ်းတွေဖြစ်ပါတယ်စက်တင်ဘာလ30မနေ့အစောပိုင်းကလောင်းလုံးမြို့ပေါ်ရှိထွေအုပ်ယုံပညာရေးမှုယုံနဲ့လူဝဲမှုကြီးကြပ်ရေးယုံတွေမှာတပ်ဆွဲထားတဲ့ စစ်သားနဲ့ပြူစောထီတွေကိုအခုလိုဝင်ရောက်တိုက်ခိုက်နေတာပါတော်လိုင်းပူပေါင်းအင်အား80ခန့်နဲ့တပြိုင်နက်တည်းဝင်ရောက်တိုက်ခတ်ကြရမှာတိုက်ပွဲနှစ်နာရီခန့်ကြာမြင့်ခဲ့ပါတယ်ရန်သူထိခိုက်သေဆုံးမှုကိုတော့ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူးဗျူဟာ33ကုတ်ကဲမှုအောက်ရှိဒေါနာစစ်ကြောင်း3 KPDF ဒေါနာတပ်ခွဲနှင့် LPF နဲ့တူမဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ရာမညမွန်တပ်တော်အာရာမီဖက်ဒရယ်ဒူဝန်ကျဲတပ်ဖွဲ့ဒေဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF တို့ရဲ့ပူးပေါင်းတိုက်ပွဲဖြစ်ပါတယ်ခင်ဗျာ con no, nada. No, no. Wait, wait.